က်ကဖီတိန်စစ်သင်္ဘော HMS Bay ရဲ့ထိုင်းဝမ်ရေလက်ကြားကနေဖြတ်တမ်းမောင်းနှင်မှုကိုဝေဖန်ခဲ့ပြီးတော့အဲဒီလုံရက်ဟာငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကို ထိခိုက်စေတဲ့တမင်ရန်ဆမှုတစ်ခုလို့ပြောပါရယ်ထိုင်းဝမ်ရေလက်ကြားကမောင်းနှင်မှုဟာဗြိတိန်စစ်သင်္ဘောတစ်စင်း၄နှစ်အတွင်းပထမဆုံးအကြိမ်လို့ဗြိတိန်တော်ဝင်ရေးတပ်ဖွဲ့ကပြောပါရယ် ဗြိတိန်စစ်သည်မော် HMSB ရဲ့ထိုင်ဝမ်ရေလက်ကြားကနေဖြတ်တမ်းမောင်းနှင်မှုဟာငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကိုထိခိုက်စေတဲ့တမင်ရန်ဆမှုတစ်ခုလို့တရုတ်ရေတပ်ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ တရုတ်နိုင်ငံကအခြားတိုင်းပြည်တွေရဲ့တိုင်ဝမ်ရေလက်ကြားကတဆင့်ခီးသွွာလာခွင့်ကိုလေးစားသမှုရှိပေမဲ့တရုတ်နိုင်ငံရဲ့အချုပ်အခြာလုံခြုံရေးကိုရန်စတဲ့လွတ်လပ်တဲ့ရေချောင်းမောင်းနှင်ခွင့်ခေါင်းစဉ်အသုံးပြုတဲ့မြေသည့်တိုင်းပြည်ကိုမဆိုခိုင်မာစွာကန့်ကွက်တယ်လို့နိုင်ငံရေးဝန်ကြီးဌာနကပြောရေးဆိုခွင့်ရှိသူတူကပြောပါရယ် Asian Pacific ဟာ Asian Pacific ဒေသမှာအမြဲတမ်းကင်းလှည့်နေတဲ့ Britain စစ်သင်္ဘောနှစ်ဆင်းတည်းကတဆင်းဖြစ်ပါရယ် တရုတ်ဆန့်ကျင်ရက်တီချက်ရှိတဲ့လိုင်းချင်းတေးသမရဖြစ်လာပြီးနောက်ပိုင်းပြီးခဲ့တဲ့နှစ်အတွင်းတရုတ်နဲ့ထိုင်ဝမ်ကြားတင်းမာမှုတွေအရှိန်မြင့်လာခဲ့ပါတယ်။ထိုင်ဝမ်သမရလိုင်းချင်းတေးကတရုတ်ကိုပြည်ပရန်လိုတဲ့တပ်ဖွဲ့လို့ခေါ်ဆိုခဲ့ပြီးထိုင်ဝမ်မှာတရုတ်ရဲ့ဩဇာအရှိန်အဝါကိုတံပြန်ဖို့ရည်ရွယ်တဲ့မူဝါဒတွေအကောင့်ထည့်ဖော်ခဲ့ပါတယ်။အစ္စရေးနိုင်ငံဟာအမေရိကန်ရဲ့အကူအညီမပါဘဲအီရန်ရဲ့နျူကလ িয়ার အဆောက်အအုံအလုံးကိုဖျက်ဆီးနိုင်စွမ်းရှိတယ်လို့ ဝန်ကြီးချုပ်ဗင်ဂျမင်နေတန်ယာဟုကပြောပါရယ်အစ္စရေးရုံးတန်လွင့်ဌာနတစ်ခုကဂျာတာဘရီနေမှာနေတန်ယာဟုကိုတွေ့ဆုံမေးမြန်းရာမှာအခုလိုပြောကြားခဲ့တာပါအမေရိကန်ရဲ့အကူအညီနဲ့သို့မဟုတ်အမေရိကန်ရဲ့အကူအညီမပါဘဲယူရေနီယံတန်းစင်စံရုံတစ်ခုကိုတိုက်ခိုက်နိုင်ခြင်းရှိမရှိမေးမြန်းရမှာကျွန်တော်တို့ရဲ့ပြစ်မှတ်အားလုံးအီရန်ရဲ့နျူကလ িয়ার စံရုံအားလုံးကိုဖျက်ဆီးနိုင်တဲ့အင်အားရှိပါတယ်လို့၎င်းကဖြေကြားခဲ့ပါတယ် ပရိုဂရမ်မျိုးရှိယူရေနီယံတန့်စင်စက်ရုံဟာအီရန်နိုင်ငံအလယ်ပိုင်းတောင်ကုန်းထူထဲရာဧရိယာတစ်ခုရဲ့မြေအောက်အနက်80မီတာခန့်မှာတည်ရှိတယ်လို့သိရပါတယ်။အစ္စရေးကတောင်းဆိုရင်စီးရေးအရဝင်ဆွဲဖက်ဖို့နဲ့ပရိုဂရမ်မျိုးရှိယူရေနီယံတန့်စင်စက်ရုံကိုဖျက်ဆီးဖို့ဗန်ဂါခွင်းဒုံးတွေအသုံးပြုဖို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်အစိုးရကစဉ်းစားနေပါတယ်။အစ္စရေးကပရိုဂရမ်မျိုးရှိယူရေနီယံတန့်စင်စက်ရုံကိုကြီးမားတဲ့ထိခိုက်ပျက်စီးမှုပြုလုပ်နိုင်တယ်လို့ အမေရိကန်သတင်းဌာန ACO ကဣသရေးအစိုးရသတင်းရင်းမြစ်တွေကိုကိုးကားပြီးဖော်ပြခဲ့ပါတယ်။ဣသရေးနိုင်ငံဟာပြီးခဲ့တဲ့နှစ်စက်တင်ဘာလအတွင်းစီးရီးယားနိုင်ငံရှိမြောက်ဒုံးကျည်စစ်ရုံတစ်ခုကိုရုတ်တရက်တိုက်ခိုက်မှုပြုလုပ်ခဲ့ရမှာဘန်ဂါခွင်းဘုံတွေကိုအားကိုးနေမှာမဟုတ်ဘူးလို့အဆိုပါသတင်းရင်းမြစ်တွေကဆိုပါတယ်။အီရန်နိုင်ငံကိုစီးရရအေးအယူမယူနှစ်ပတ်အတွင်းဆုံးဖြတ်မယ်လို့ဒေါ်နယ်ထရန့်ကကြာတာပရင်းနေမှာလူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်